ဆင်းရဲသားအင်လေးရဲ့မောပန်ကကြည့်ရှုသူအားလုံးပဲမင်္ဂလာပါရှင်ပုံပြင်ကတော့ channel လေးအနေနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်အခုလိုစိတ်ဝင်စားစရာကောင်းနေဇလန်လေးတွေကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ဒီ channel လေးကို like subscribe လေးနဲ့အားပေးကြပါအောင်နော်ကိုချစ်တဲ့မိတ်ဆွေတငယ်ချင်းတွေစီကိုလည်း share ပေးပါအောင်ရှင်အခုပြောပြမယ့်ဇလန်လေးကအရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါဆိုရင်ဇလန်လေးကိုစားလိုက်ကြရအောင်နော်အမလေးလေး ဒီပန်းကကိုဘသူပိတ်လိုက်ပြန်တာလဲကြည်စမ်းပါအောင်တအိမ်လုံးပူနေကြပြီဟေးတီတာတီတာဟေးဘာဖြစ်တာလဲဟေးဒီပန်းကရဲ့လေတွေကဘယ်လိုသွားနေရလဲငါဘာလေးမှမရတော့ဘူးရှင်တိတ်တိတ်လေးနေပြီးပြန်အိတ်ဆရာရှိတာအဲ့တော့အပူချိန်မြင်လာလို့မီးပြတ်သွားတာနေမှာပေါ့အဲ့ဒါကြောင့်ပဲခလေးနေအောင်ဖြစ်တဲ့ပရီတီနဲ့စီနူတို့လည်း ။ညာတကောင်ကြီးချွေးရွင်နဲ့ပူလိုက်ပြီးနိုးလာကရန်ထဖြစ်ကြပါတော့တယ်။ဟဲ့စီနူနေင့နာမကက်စမ်းနဲ့နေင့နာလာလာကက်နေတာကိုမြင်နိုင်အရင်ပူတာပဲ။အေးငါလေနေနာကခွာဖို့စိတ်ကူးမရှိဘူး။နေတော့မောင်နှမနေအောင်ရန်ဖြစ်နေရအောင်ဘာထဖြစ်ပြန်ပြီလဲ။ပန်ကာကအလုံးမလုံးတော့တာ။ဘာဟူရင်ထပြီးတော့ဒါပဒင်းပေါက်ဖွင့်လိုက်ပါ။အနေဆုံးတော့လေဝင်လာလိမ့်မယ်။ မီးပြက်လာရင်တော့ပန်ကားလေးသူ့ဟာနဲ့သူပြန်လေမှာပါ။နွေရသည်ဆိုတော့မီးကခဏခဏပြက်တတ်တယ်။အန်နီတာလေးပတင်းပေါက်ထောက်ဖွင့်လိုက်တာနဲ့အပြင်မှာမီးရောင်တွေထိမ့်ထိမ့်ညီးနေတာကိုတွေ့လိုက်ရပါတယ်။အိမ်တိုင်းမှာမီးတွေလင်းနေကြပါလား။ငါတို့တိုင်တည်းပဲမီးပြက်တာတော့မဟုတ်တော့ဘူး။သူလေအဲ့ဒီလိုတွေ့ပြီးမီးခလုတ်ကိုဖွင့်လိုက်တယ်။မီးရလာနေတယ်။ဒါဆိုငါတို့အိမ်ကပန်ကားပြက်သွားပုံပဲ။ ဒါကိုကြားလိုက်ရတော့သူစိတ်ရဲ့မိသားစုတစ်ခုလုံးစိတ်မကောင်းဖြစ်ရတော့တယ်။ဘာလို့လဲဆိုတော့သူစိတ်ရဲ့မိသားစုလေးမှာရှိနေတဲ့ပစ္စည်းတွေကပျက်စီးဖို့လွယ်ပေမယ့်အသေးဝင်နိုင်ဖို့ကတော့ခက်ပါတယ်။ဒီလိုပြင်းထန်တဲ့အပူချိန်မှာ သူစိတ်ရဲ့မိသားစုရဲ့တခုသေးသောအကောရာကမျက်နှာချက်မှာချိန်ထားတဲ့ပံကာလေးပါပဲ။မိသားစုဝင်အားလုံးကတော့ဒီအပူချိန်အထိမှာရတဲ့အနေနဲ့အိပ်ပျော်ဖို့အတွက်ကြိုးစားနေကြပါတယ်။အမေရဲ့အမေ တမီးကိုလေးအေးလေးခပေးပါတမီးကြီးလိုမျိုးမအိမ့်နိုင်တော့အေးပါ အမေခပေးမယ်အန်နီတာမင်းပင်မဲလိုက်ပြောနော်ကိုဆက်လုပ်ပေးမယ်ပန်ကားလေးရှိတာမဟုတ်ဘူးရှင်အိတ်လိုက်ပါရှင်တနေကုန်ပင်မဲထားတာမနှက်ပန်ကြရင်လေရှင်လောက်သွားရအောင်မယ်လေကျမကအိမ်မှာပေးနေရမှာတနာဆရာကောင်းနေချွေးမလေးကသူ့အိတ်ချိန်ကိုအနည်းနာခံပြီးတော့တမီးသားစုလုံးကိုရက်ခတ်ပေးခဲ့ပါတယ် ညတကောင်ရဲ့အချိန်မှာပန်ဝန်းချစ်တစ်ခုလုံးဟာတိတ်ဆိတ်လို့နေပါတယ်။အိမ်ကြီးချင်းတွေကတော့သူတို့အိမ်တွေမှာနိုင်ငံခြားကတင်သွင်းနေအဲကောင်တွေကိုတက်ထားကြတာပေါ့။အဲ့ဒီရက်ကွက်တစ်ခုလုံးမှာ Randes to Mita စုပိန်ဆင်းရဲပြီးတော့ကြံခဲ့တာပါ။နောက်တနေ့မနေ့မှာတော့ဟဲ့တာစုချင်းဒီဘက်ကဘာဖြစ်နေလဲဆိုတာကိုဖွင့်ကြည့်ပြီးပြင်ပါအောင်။မဟုတ်ရင်ငါတို့တွေကမနေ့ကလိုမျိုးဒီနေ့လည်းအိတ်လို့ရမှာမဟုတ်ဘူး။ ဟုတ်ပါပြီမေကျွန်တော်ကြည့်လိုက်ပါမေစူကြည့်လေမျက်နှာချက်ကပန်ကာကို ဖြုတ်လိုက်ပါတယ်ပန်ကာဒလဲ့တွေကတော့နှိမ့်တော်ကြပြီမလို့တန်ကြီးအလိမ့်လိမ့်တက်နေပါပြီဖះဖះပန်ကာကြီးဒလဲ့တွေကတော်တော်ပါသွားတာပဲအဲ့ဒါကြောင့်ဒီပန်ကာကြီးလေက ဖြည်းဖြည်းချင်းပဲလာတော့တာကိုအန်ဒီတောင်ကိုကိုအဝတ်စုတစ်ခုလောက်ပေးစမ်းပါကိုဒီပန်ကကိုတန်ရှင်းပြီးတာနဲ့စီနီနဲ့ထိလိုက်မယ်အဲ့ဒါဆိုဒီပန်က ပြန်လည်နိုင်လောက်မှာပါဒီပေမဲ့စူကျဲတယောက်ပန်ကာကိုတန်ရှင်းလုံးနေတုံးမှာပဲဒလက်တွေကိုချိုးမိလိုက်ပါတယ်အမလေးဖះဖះစူကျဲနင်းရဘသူဟာဒီပန်ကာရဲ့ဒလက်အစ်စ်တွေကိုစမ်းခိုင်းလို့လေအခုတော့နင်းချိုးပြစ်လိုက်ပြီအရင်ကမှနေဘူးတည်းမှာလင်းနေနေရသေးတယ်ဒီလိုပြောရင်းနဲ့ပဲတီတာရဲ့ဆရာကြနေတဲ့မြေဝန်းတွေထဲမှာမျက်ရည်တွေကဝေးလာပါတော့တယ်အမေး ဘာမှဘူးပါနဲ့ကျွန်တော်တရေစီကနေငွေနေနေတောင်းကြည့်ပါမယ်တာဘနဲ့အောင်စလောင်းကလာရှန်ဆိုတဲ့သူစီမှာအလုလုကြတာပါအဲ့ဒီတဲ့ကအုတ်ဆက်ရောင်နဲ့တစ်သားကိုတောင်တွေပိုင်းပြီးတော့သူတို့ကအဲ့ဒီမှာ လက်သမားအဖြစ်အလုလုကြပါတယ်ဒီလိုနဲ့တာဘနဲ့အောင်စလောင်းအပူချိန်ပြင်းပြင်းတဲ့မှာတစ်သားတွေဖြစ်ပြီးကိုတောင်စီတည်လာကြပါတယ်တရေကျုပ်တို့တစ်သားတွေတည်လာပြီဟေးမင်းတို့တွေကဒီလောက်ပဲ သေလာနိုင်တာလားဘာတက်နိုင်မလဲတတိရေအခုဆိုကျွန်တော်ရဲ့ဦးမင်းနေတဲ့ခန္ဓာကိုယ်ကအရင်လိုသစ်သားတွေအများကြီးတည်နိုင်တဲ့ခွန်အားမှမရှိတော့တာတော်တော့တော့အခုစကားများမနေနဲ့တော့တေချာကယူဆိုင်ကြဒီနေ့မှဂဒင်တွေလှုပ်ဖို့အော်ဒါကြထားတယ်အခုသွားလို့ကြမင်းတို့နှစ်ယောက်စလုံးစလုပ်ကြတော့အပူချင်းကဒီစင်းသားတွေရဲ့အခြေအနေကိုပုံမှုဆိုးရွားစေခဲ့ပါတယ် ဒီလိုအခြေအနေမျိုးမှာတော့မှလောဘကြီးတဲ့တဲ့ကပန်ကာရီအကလုံးကိုပိတ်ထားပြစ်လိုက်ပါတယ်။ဒီတဲ့တွေကတော်တော်စိတ်ထားမကောင်းတာပဲ။သူတို့ကြတော့အကွန်ခန်းထဲမှာအခက်သားထိုင်ပြီးတော့အမိန်ပေးနေတယ်။စိတ်ရည်သူတွေအတွက်ကြတော့ရှိတဲ့ပန်ကာကိုတော့မှပိတ်ထားကြတယ်။ဩထားလိုက်ပါသားရဲ့။ဒီလိုတဲ့တွေကနေဘူးတွေကငါတို့စိတ်ရည်သားတွေလိုမျိုးချွေးထွက်ခနိုင်တဲ့သူတွေမဟုတ်ဘူး။ နိုင်ပိုင်းအတွင်းမှာပဲညနေခင်းဟာကုံဆောင်သွားပါတယ်။တတိကျွန်တော်တို့ကတင်တွေလုပ်ပြီးသွားပြီ။ကောင်းတယ်။ဒီမှာမင်းတို့နှစ်ယောက်ရဲ့လောအခယူသွားကြတော့ခမရပါတယ်ပေးနေရလေတတိ။တက်တာကလေးတလုံးရဲ့လက်ခကရူပီ300ဖြစ်ရမှာလေ။မင်းတို့ဒီလောက်ပေးရမယ်ဟုတ်ပြီလား။ဒီလိုကြလိုက်ရတော့စူချစ်တယောက်မျက်ရည်တွေဝေးလာခဲ့ပါတယ်။ဟုတ်ကဲ့ပါ။ခမရမပေးချင်ရင်မပေးပါနဲ့တော့။ဒီပေမဲ့တတိရဲ့ ကျွန်တော်တို့အိမ်ကပန်ကားကလုံးဝပြတ်သွားပြီဗျပြီးတော့ဒီနွေရသေးရဲ့အခြေအနေကိုလည်းခမမြင်နေရတာပဲကျွန်တော်ရပိုင်းစားလောက်နေစားခါကြိုးထုတ်ချင်နေကျွန်တော်ပန်ကားတလုံးဝေမဖြစ်မှာမလို့ပါဒီမှာနေစားခါကြိုးထုတ်ပြီးရထုံးစံမရှိဘူးကွာငါကောင်ရသွားသွားကြတော့ကောင်းကောင်းသွားကြဒီလိုနဲ့သားဖားနဲ့အောင်စလုံးစိတ်ပြလက်ပြနေအိမ်ပြန်လာကြပါလေအိမ်ကလူတွေရဲ့မျက်နှာတွေကလေချွေးတွေနဲ့ရွှေလိုပေါ့ ရှင်တို့တွေပန်ကာမဝေလာကြဘူးလားအမလေးတိတာရဲ့အဲ့ဒီကောက်ကျစ်တဲ့တထရငါတို့ကိုတပြားတစ်ချက်မှမပေးလိုက်တာငါတို့တွေတပိနှပြပေးတန်တဲ့ပန်ကာရာမဝေနိုင်ပါဘူးအခုဒီမှာငါတို့လိုဆင်းရဲတဲ့တာမိသားဖာတွေကိုဝမ်းကိုတော်မှမနေဖြစ်နေရတာဒီပန်ကာဝေဖို့ဆို ဝေလာဝေးပေးဒီလိုအခြေခံလူတန်းစားတွေရဲ့အင်းရဲ့တစ်ဖက်မှာတော့ ြင်းထန်တဲ့နွေရပူရှိနေပြီးတဖက်မှာလည်းပြင်းထန်တဲ့ဆင်းရဲမွေးတဲ့မှုတွေက ရှိနေပြန်ပါတယ်။မိသားစုဝင်တွေကလည်းစိတ်မချမ်းမသာပဲနဲ့မရှိမဲရှိမဲခက်ချချောက်အစာကို စားကြရရှာပါတယ်။ဒီလိုနဲ့ဒီအတိုင်းပဲရှစ်ဆက်သွားနေကြကြတာပေါ့။အမလေးလေဒီနေ့ညနေဘက်မှာတော့အိမ်ထဲမှာမီးလောင်နေသလိုပါပဲလား။ချွေးမလေးဒီနေ့တော့အပြင်မှာသာအိယာခင်းလိုက်တော့ဒီအပူချိန်မှာ ငါတို့လိုဆင်းရဲသားတွေအတွက်အောက်ကိုစရာဆိုလို့လေနဲ့ဖျားပေးရှိတော်တယ်။မိသားစုတစ်ခုလုံးလေအဲ့ရကိုခြံဝင်းတွေကထုတ်ခင်းပြီးအိတ်ကြတာပေါ့။ဒီမမေ့ချင်းတွေကတော့တဝီဝီစမြည်လာပါတော့တယ်။ဖျားဖျားဒီချင်းတွေကြိုက်တာခင်ရလို့တကောလုံးလေနီးရွတ်နေပြီ။လေငင်လိုက်တာဆိုရကလေတေရွတ်တွေ့ရတော့မလှုပ်ဘူး။ဒီလိုခက်ခဲတဲ့အပူဒုက္ခဘေးထဲမှာရခမနဲ့ချွေမကတော့ န်ကမပါပဲမအိနိုင်ခဲ့ပါဘူး။အမေရေသမီးတို့ဒီအပူကိုဘလို့မှမခံနိုင်တော့ဘူး။အခုသမီးတို့သားမီနေအောင်တခုခုလုံးမရတော့မယ်။ဒီမမေငါတို့တွေဘာလုပ်နိုင်မှလဲချွေးမလေးရေ။သမီးတို့မှာပတ်စံရှိရင်တော့ပန်ကတခုသွားဝေလိုက်မှာ။ဒီမမေငွေကောက်ရှိမနေဘူး။အဲ့လိုဆိုပေမဲ့လေတော်ရဲမှာတစ်သားနဲ့မျက်တွေရှိတယ်။သမီးတို့အဲ့အရာတွေကိုခုတ်ပြီးပြင်ချက်တွေနဲ့မျက်ဖြာတွေလှုပ်လို့ရတယ်လေ။ပြီးတော့မေ ဒါရီနဲ့ပဲတမျက်စီလှုပ်ပြီးရောင်းလို့ရတယ်လေဟုတ်ပါရဲ့ငါသမီးအားမှန်မှန်ကန်ကန်ကိုတွေးလိုက်တာပဲအဲ့ဒီလိုနဲ့ရောက်ကမနဲ့ချွေးမနဲ့ရောက်လုံးကလေຫນွေဘူးပြင်းပြင်းတည်းမှာတော်ဒီကိုရောက်လာကြတာပေါ့ကျန်တဲ့ပင်ရွယ်ကုန်လုံးဟာစိမ့်စိမ့်ဆူဆူရှိနေတော့မယ်66တွေ့တွေ့ဆိုလို့ဒီတပင်ပေးရှိတယ်အဲ့ပင်ကိုသမီးခုံမယ်သူကအဲ့ဒီတဲ့ပင်ကိုပစိမ့်နဲ့ခုတ်ဖို့လုံးနေတော့မှာပဲတပင်လုံး စိမ့်စိမ့်ဆော့ဆော့အရွယ်တွင်နေပြန်ပြေသွားလေတယ်။ခဏလေးနေကြပါဦး။ငါ့ကိုမခုတ်ကြပါနဲ့။ရှင်ကဘလို့လို့ပြန်စိမ့်သွားတာလဲ။ခုနကဒီမှာအပင်၆တပင်ရှိနေရပါ။ဘာလို့လဲဆိုတော့ငါကမှော်အစ်ပင်တပင်မို့လို့ပါ။ငါတိရောက်မှန်ကိုလူတွေမမြင်အောင်ဖုံးကွက်ထားဖို့အတွက်တစ်ချက်ပင်အောင်ဆောင်ထားရတာပါ။မင်းဘာကိုအလို့ရှိလဲ။အနီတာကလေမော်အစ်ပင်ကြီးကိုငိုရင်းနဲ့အကုန်ပြောပြလိုက်ပါတယ် အဲ့ဒါကြောင့်ကျမတို့တွေတစ်ခုတ်ဖို့လာခဲ့ရတာပါအဲ့ဒါမှပစ္စည်းလေးတွေနေနေပါပါရောင်းပြီးပန်ကာတလုံးဝယ်ဖို့လုံလောက်တဲ့ငွေကို စုနိုင်မှာမို့လို့ပါမင်းတို့တွေလိုနေတာအဲ့ဒါပေါ့ခဏနော်အပင်ကြီးလေးတုံခါပြီးတော့သူ့အပေါ်ကမော်သေးကိုင်းတစ်ချို့ကိုချပေးလိုက်ပါတယ်ဒီမော်ဝင်တစ်သားကိုယူသွားပြီးမင်းတို့အဲ့ဒီအသားနဲ့ဘလိုပန်ကာပဲလို့လို့အဲကောနောက်ရှုံလောင်းမယ်လေအေးမျိုးကိုပေးလိုက်မယ် မင်းတို့ရဲ့ပြဿနာတွေလည်းအကုန်ပြီးဆုံးသွားလိမ့်မယ်။မောင်ဝေတေသားတွေကိုအင်ကိုယူလာပြီးတဲ့နောက်မှာတော့ရကမနဲ့ချွေးမနှစ်ယောက်စလုံးသူတို့ယောက်ျားတွေလှုပ်ပေးတယ်။ချစ်စရာပန်ကားလေးတစ်လုံးရသွားကြပါရဲ့။ပြီးတာနဲ့စူးချစ်လေမျက်နှာချက်မှာတက်ချစ်လိုက်တာပေါ့။မင်းတောင်းဆိုတဲ့အချိန်တော့ငါတို့ဒီတေသားပန်ကားကိုလှုပ်ပြီးသွားပြီ။ငါလောက်တော့လှုပ်လိုက်ပင်မေဒါရအလုံးမဖြစ်တော့ဘူးထင်တာပဲ။အဲ့ဒီနောက်မှာတော့ရုတ်တရက်ဆိုသလို့ ပန်ကာကလျှက်စစ်မီမပါဘဲနဲ့စတင်လဲပါတော့တယ်။အန်အိုးဖို့ကောင်းလိုက်တာဒီပန်ကာကမျက်မျက်လေးရုံတည်းမကောက်အေးလိုက်တာမှမော်ပန်ကာအတိုင်းပဲ။အဲ့ဒီနောက်အန်အိုးဆရာကိစ္စတစ်ခုဖြစ်လာပါတယ်။အဲ့ဒီမော်ပန်ကာကြီးဟာလူတယောက်လို့စကားဆပြောပါလေရော။ခလေးငေါငါမော်ပန်ကာဆိုတာတီးသွားပါပြီ။ဖះဖះဒါကတကယ့်မော်ပန်ကာပဲ။ဒီမမေဒီပန်ကာကြီးတာ လေးရည်တွေထဲမှာကပဲပတ်စံနေနေပါပေးနိုင်ရင်ငါတို့ဆင်းရဲနေတာကို ဖြည့်ရှင်းနိုင်သွားမှာအဲ့ဒီနောက်မှာတော့ရုတ်တရက်ဆိုသလိုပန်ကာကြီးကလည်းဝေါဝေါဝိုင်းလေးနေရာကနေတောက်ပလာပဲသူ့ထဲကနေငွေဆက်ခုတွေအထက်လိုက်ကြလာပါတော့တယ်မင်းတို့ရဲ့ဒီပတ်စံတွေအကုန်လုံးကိုယူသွားကြတော့ငွေတွေအများကြီးကိုမြင်လိုက်ရတယ်ရန်ဒတ်စလေးငိုပြီးပြောပါတော့တယ်လူရီယာကပန်ကာကိုဆဲလို့ခေါ်ပြီးအပြစ်ပြောနေကြတာ ဒါပေမဲ့ဒီမော်ဘန်ကကြီးကတော့ငါတို့လိုစင်းသားတွေရဲ့ခင်းစားချက်တွေကိုလူတွေထက်တောင်မှပိုနားလေသေးတယ်။သိတာရင်ပစ္စည်းတွေကအချိန်တစ်ခုအထိအသုံးဝင်နိုင်နေသေးတုန်းဆိုပေမဲ့လူဆိုတဲ့မျိုးကတော့ဒုက္ခရောက်တဲ့အချိန်မှာပေါ်မလာတော့ခမရပြောတာအမှန်ပဲတယောက်ယောက်တော့ငါစီကနေ တခုခုလုံနေသေးမေပုံပဲအဲ့ဒါနဲ့စီနူးလေးလက်ထောင်ပြီးတော့ပြောလိုက်တယ်ဟုတ်တယ်ကျွန်တော်တော့အဖို့အစားအသေးတွေနဲ့ ဖနဲ့ကောင်းကောင်းလိုချင်နေအဲ့ဒီနောက်မောပန်ကာကြီးကလေစီနူးလေးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးပါလေရောကြည့်ပါဦးမင်းသားလေးခမပျော်နေရှာပြီအခုဆိုရင်တော့မိသားစုဝင်တိုင်းတယောက်ပြီးတယောက်တတော်တွေအဖို့အစားတွေဝေးကြပြီးစားဆရာတောက်ဆရာတွေကိုတောင်းယူကြပါတယ်အဲ့လိုနဲ့သူဆင်းရဲမိသားစုလေးလေနေရတွေကိုတက်တောင်းတက်တာဖြတ်တဲ့ရင်ကုံဆုံးခဲ့ကြတာပေါ့ဒါ့အပြင်စုချက်က န်ကနေလေအေးဆက်ဆိုင်ဒီဇိုင်းဖွင့်လိုက်ပြီးငွေချင်းမတက်နိုင်တဲ့အခြေခံလူတန်းစားတွေကိုပန်ကရင်အခမဲ့ပေးရင်ကုညီသွားပါတော့တယ်ပုံပြလေးရတော့ဒီမှာပဲပြီးဆောင်သွားပါပြီအခုဇလန်လေးကိုချိန်နေတတ်တယ်ဆိုရင်တော့လိုက်လေးပေးသွားပါအောင်နော်နောက်ထပ်နောက်ထပ်စိတ်ဝင်စားစရာပုံပြနေဖြည့်ရမှာဇလန်လေးတွေကိုဆက်လက်အားပေးကြည့်ရှုခြင်းနဲ့ဆိုရင်တော့ channel လေးကို subscribe လေးလုပ်သွားဖို့မမေ့ပါနဲ့နော် ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့ချရာလေးပရိသတ်တယောက်စီတိုင်းကိုကျေးဇူးထူးပဲတင်ပါတယ်ရှင်